17လပိုင်း14ရက်နေ့ကနေပြီးတော့17လပိုင်း20ရက်နေ့ဒီတနင်္လာသားသမီးများအတွက်တပတ်စာကံကြမ္မာများကိုအခုဟောပြောပြီးမှဖြစ်ပါတယ်။အရေးကြီးတဲ့အရာလေးတွေပဲဟောပြောပြီးမယ်เนาะ။အဲ့တော့တနင်္လာသားသမီးများဒီတပတ်တာကာလမှာအစာဆုံးတရားဖို့အတွက်မိမိတို့ဒီဗီဒီယိုလေးကိုအစာဆုံးလေးကြည့်ပေးပါ။အဲ့တော့တနင်္လာသားသမီးများဒီတပတ်တာမှာငွေကြေးကံအရန်ကောင်းပါတယ်။အဲ့တော့ဆုံးရှုံးလာတာတွေထွက်ထားတာတွေပြန်ရမယ်။ ဒီတပတ်တာကာလဖြစ်ပါတယ်လူမှုရေးကိစ္စတွေမှာ စိတ်နှောက်ရဖြစ်စရာလေးတွေတွေ့ရတယ်လူမှုရေးကိစ္စတွေနည်းနည်းလေးရှောင်မယ်ဆိုရင်တော့ပိုကောင်းတယ်ဝင်မပါမိစေနဲ့ပေါ့နော်အဲ့တော့ပြဿနာဖြစ်နေတယ်နှစ်ဦးနှစ်ဖက်ပြဿနာဖြစ်နေတဲ့ဈာလေးတွေမှာကိုကဝင်ပါမိတာမျိုးတွေမလုံးမိဖို့လိုအပ်တယ်အဲ့တော့ တနေ့အနေကသားသမီးများဒီတပတ်တာကာလမှာဆိုလို့ရှိရင်စီးပွားရေးလုပ်ငန်းများအယောင်းဝယ်လုပ်ငန်းများပြန်နဲ့ကောင်းမွန်စွာပြုလာပြီလို့ပြောလို့ရတဲ့ကာလဖြစ်တဲ့လုပ်ငန်းတစ်တေးဆိုင်တစ်တေးဖွင့်နေတာလေအချိန်ကောင်းဖြစ်တယ်เนาะဒါပေမဲ့လို့မိမိတို့စိတ်ဆုံးဖြတ်ချက်ကလေးတွေမိမိတို့ရဲ့ဒီအပြုတ်မှုလေးတွေကြောင့်မိမိတို့ရဲ့ တချို့ကိစ္စတွေမှာမအောင်မြင်သလိုဖြစ်သွားတတ်တယ်ဒါကလည်းအရေးကြီးတယ်အဲကိုရဲ့ကျမကြီးကိုအတူခယူဆိုင်ပါကျမကြီးနည်းနည်းညံ့မယ်နိုင်ငံသားသွားမဲ့ကိစ္စမျိုးတွေနိုင်ငံသားခကြီးတွေသွားရတတ်တယ်ဒါပေမဲ့ကို့မှာမမျော်နိုင်မယ်နဲ့ပေါ့မိတ်ဆွေပေါင်းတဲ့ငွေချင်းအဲဒါမျိုးတွေနဲ့စိတ်ဝမ်းကွဲစရာတွေကြုံရမယ်ရံပေါ်ပေါက်မယ်ပေါ့နော်ရံများတဲ့ကာလပေါ့ဒါလေးလေခယူဆက်ရမယ် အချစ်ရေးမှာတော့ကိုချစ်သူကကိုပေါ်မှာယုံကြည်နေမယ်ကိုကလည်းကိုချစ်သူယုံကြည်နေမယ်နားလည်မှုကြီးရှိနေတယ်ဒီတပတ်တာကာလတော့အချစ်ရေးရတော့ကံကောင်းတယ်အိမ်တော်ကြီးမှာကြတော့သားသမီးရေဒနာတွေရာခိုင်ရှိပါတယ်ဒါကြောင့်ဒီတပတ်တာကာလမှာတင်းလာသားသမီးများဆိုလို့ရှိရင်လူမှုရေးကိစ္စတွေဝင်မပါရဘူးစက်တူလုပ်ငန်းမျိုးတွေကြီးရွယ်ထားတာတွေပျက်စီးသွားတတ်တယ်ဆိုင်တိဖွင့်တာတွေနေရာအပြောင်းအရွှေ့ပြုလုပ်မဲ့ကိစ္စတွေ ရှိတယ်ဆိုလို့ရှိရင်ရက်ရွှေခန့်ရက်ရွှေရတတ်တယ်ပေါ့နော်မဖြစ်မလို့ရပဲနဲ့ရက်ရွှေလည်းရတာမျိုးတွေဖြစ်တတ်တယ်အဲဒီတပတ်တာကာလမှာစာကျုံးစာလန်းနေလက်မှတ်ရေးထိုးတဲ့ကိစ္စတွေတော့အောင်မြင်တယ်အိမ်ချမ်းမြေရောင်းဝယ်ကိစ္စတွေအကျိုးရှိတယ်အော်ဒီတပတ်တာကာလမှာအမှုပညာလုပ်ငန်းတွေမျက်နှာပြစရာတွေကြုံရတတ်တယ်။ဒါလေးဂယုဆက်ရမယ်။ဒါကြောင့်တနင်္လာသားသမီးများကဒီတပတ်တာကာလမှာမိမိတို့ကံလေးတွေတောင်းမှုရက်24လက် မိမိတို့ရဲ့မွေးနံတောင်မှာသွားလှူပေးပါနောက်တစ်ခါကကြတော့မိမိတို့အနေနဲ့အရွှေဆိုင်၆ခုကိုမြတ်စွာဘုရားရှင်ကိုရွှေချပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တနင်္လာသားသမီးတွေကံကောင်းသွားမှာဖျီးထွက်မဲ့ကိစ္စတွေတော့ကောင်းနေเนาะအော်ဘုရားဘူးခီးတွေဘာသာရေးနဲ့ပတ်သက်တဲ့ခရီးမျိုးတွေအလုံးကိုင်းနဲ့ပတ်သက်တဲ့ခရီးမျိုးတွေထွက်ရတတ်တယ်ဆရာသမားတို့ပုပ်ပုပ်ကူမျိုးတွေဂူညီပေးနိုင်တယ် အဲနောက်အလုပ်ပြောင်းနေရပြောင်းနေတော့ဒီတပတ်တန်းမှာအရန်ကောင်းပါလေဘာပဲဖြစ်ဖြစ်တနင်္လာသားသမီးတွေကမိမိတို့အရေးကြီးတဲ့ကိစ္စတွေအင်းရနေထွက်တဲ့အခါမှာပြုတ်လို့ရမယ့်ရေတရားလေးတစ်ခုပြောပြမယ်အရေးကြီးတဲ့ကိစ္စတွေကစောင့်ရွက်မယ်အောင်မြင်ချင်တာเนาะကိုယ့်ရဲ့အပြောအဆိုတွေအလုပ်အကိုင်းတွေပေါ့ဘလို့ရမျိုးပဲရှိအခက်ခဲမရှိကိုကကြော်လွားချင်တယ်ဒါဆိုရင်တနင်္လာသားသမီးတွေရဲ့မိမိတို့ရဲ့ညာဘက်ခြေထောက်မှာမိမိတို့ပေါ့ညွတ် တို့မဟုတ်မိမျိုး၅ပွင့်နေမရမယ်ဘယ်ဘက်ခြေတော့မှာကြတော့ဝါညွန်လေးညွန်နေမရမယ်ကြိုပြီးတော့ရှာတာပေါ့နော်ကိုကအရေးကြီးတဲ့ကိစ္စတွေဟောငါတော့မနှက်ပြန်သွားစရာရှိတယ်ဆိုညဘက်လူတွေကရှာထားလိုက်ရွက်တည်ဦးနော်အဲ့တော့ဘယ်ညာခြေတော့နှစ်ဖက်စလုံးမှာကြတော့ကျမတို့အုံညွတ်၃ညွတ်စီလောက်နေမရမယ်နေမိမှသာလင်ကိုအိမ်ကနေထွက်မယ်ဆိုရင်ကိုမှာယုံကြည်မှုတွေတိုးလာတယ်အင်အားတွေပြေဝလာ ကိုကိုကိုလည်းခံယူချက်တွေကောင်းလာတယ်။ငါသွားမဲ့ကိစ္စဒီနေ့ရတော့အောင်ကိုအောင်မြင်ရမယ်ဆိုတဲ့စိတ်ကိုတွေးလာတတ်တယ်။အကြံကောင်းတွေလည်းတွေးတိုးတိုးပွားလာတယ်ပေါ့နော်။ဒါကြောင့်အခုကျမပြောတဲ့ရေညာလေးကိုတနင်္လာသားသမီးများပြုလို့ဆောင်ရွက်ပြီးမှသာနေကိုအိမ်ကနေထွက်ပါ။အင်တာဗျူးဖြည့်ဆူတာပဲဖြစ်ဖြစ်ဆောင်ပွဲဖြည့်ဆူတာပဲဖြစ်ဖြစ်အလုပ်လျှောက်တာပဲဖြစ်ဖြစ်ဘယ်လိုကိစ္စမျိုးမဆိုပြုလို့သွားလို့ရပါတယ်။ အဲတော့မိမိတို့ရဲ့ကံလေးတွေကောင်းလာမယ်မိမိတို့ရဲ့အလုပ်ခက်ခဲလေးတွေအဆင်ပြေလာတတ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေရှင်